โอเคအားလုံးပဲမင်္ဂလာပါမင်္ဂလာပါကြည်မင်္ဂလာပါဟုတ်ဒီနေ့ကတော့2025ခုနှစ်ဇွန်လ16ရက်နေ့ပေါ့ဇွန်လ16ရက်နေ့ဒါအခုဆိုရင်ကျွန်တော်တို့နောက်ပြန်19ရက်နေ့မှာကြာရောက်မယ်ဒါလူလူမိခင်ဒါအမေတော်ဆန်းစုကြည်ရဲ့ကျွန်တော်တို့မွေးနေ့ကျွန်တော်တို့မွေးနေ့ဆူတောင်းပေါ့နော်မွေးနေ့ဆူတောင်းဒါဗီဒီယိုကလစ်ပေါင်း8000ပေါ့နော်8000အားလဲဒါဒီနေ့မနေ့ဆိုရင်ပြေးသွားပြီလို့သိရတယ်ပေါ့နော်ဒါလူလူကောင်းဆောင်ကိုဒါ ြည်သူလူထုကဘယ်လောက်ထိချစ်လဲဘယ်လောက်ထိဟိုကဖြစ်လဲဆိုတဲ့ဟာကဒီနေ့ဒီချိန်မှာဒါအခု700ဆိုတာကပြည့်မီသွားပြီလို့သာပြောတာနောက်ထပ်ထပ်ပြီးတော့ပို့နေတဲ့ဗီဒီယိုကလစ်တွေလည်းအများကြီးရှိသေးတယ်ပေါ့နော်ဒါလေးလည်းတင်ကောင်းလေးကြားရတယ်ပေါ့အဲ့တော့ဒီရက်ပိုင်းမှာကျွန်တော်တို့ဒါထူးခြားသတင်းတွေရယ်ပြီးတော့ကျွန်တော်တို့ပြည်သူလူထုတည်တည်တည်တိုက်တဲ့ကျွန်တော်တို့ဆောင်ရွက်ဆောင်ရွက်လေးတွေရယ်ဆက်လက်ပြီးဝေမျှတော့မှာဖြစ်ပါတယ်အဲ့တော့ဆရာကြီးနေနဲ့ဘာတွေဒါဘာတွေပြောဖို့ပါလာလဲပေါ့ဒါအမေစု မွေးနေ့နီးတာနဲ့ပေါ့လေနီးလာတာနဲ့ကျွန်တော်တို့အမေတော်အောင်ဆန်းစွက်ကြည့်တယ်နိုင်ငံတော်သမ္မတကြီးရဲ့တရားခွင်မှာဒါအမှုရေဆိုင်နေရတဲ့ CCTV မှတ်တမ်းဗီဒီယိုဖိုင်တွေနဲ့ဒါအမေတော်အောင်ဆန်းစွက်ကြည့်လူလူကောင်းဆောင်ဒါထောင်တွင်းအကျဉ်းချတဲ့ဗီဒီယိုဗီဒီယိုဖိုင်တွေပေါက်ကြားလာတယ်လို့ဒါသတင်းရတာပေါ့နော်အဲဟုတ်ဟောအဲ့ဒါနဲ့ပတ်သက်လို့ပေါ့နော်ဒီနေ့အရန်ဟောဖြစ်နေတဲ့သတင်းပေါ့နော်အရန်ဖြစ်နေကြတယ် ဒါကျွန်တော်တို့ဟိုမီဒီယာတွေကလည်းဝိုင်းပြီးတော့မှဒီကိစ္စကိုဝိုင်းပြီးတော့မှထုတ်ပြန်နေကြတယ်တင်နေကြတယ်ပေါ့နော်တင်နေကြတဲ့အချိန်မှာကျွန်တော်တို့ဒီ CCTV မှတ်တမ်းကဗီဒီယိုရုပ်သံပေါ့နော်ရုပ်သံဆိုရင်လည်းကျွန်တော်တို့အတန်မပါဘူးရုပ်ပဲပါတဲ့ဟာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကြီးလိုက်တော့2022ခုနှစ်ကဗီဒီယိုဖိုင်ဖြစ်နေပေါ့နော်2022ခုနှစ်ကျွန်တော်တို့အဲ7လပိုင်းရေကျွန်တော်တို့12လပိုင်းရေပေါ့နော်ဗီဒီယိုဖိုင်နှစ်ဖိုင်ပေါ့အဲ့ဒီမှာထိုင်းကုန်နေကြီးလိုက်လို့ရှိရင် ကွာခြားပါတယ်အမေစုရဲ့ဘေးမှာဒီဘက်မှာရဲမေတယောက်ထိုင်နေတာကတော့နှစ်ဖိုင်လုံးမှာမကွဲပြားဘူးဒါပေမဲ့တမန်တော်ဦးဝင်းမြင့်ရဲ့ဘေးမှာရဲဘော်တယောက်ရဲတယောက်ရဲခွေတယောက်ထိုင်နေတဲ့ဟာမှာကပထမကဗီဒီယိုဖိုင်တစ်ခုကထိုင်ကုန်နှလုံးဟုတ်နောက်ဗီဒီယိုဖိုင်တစ်ခုကထိုင်ကုန်တစ်လုံးပေါ့နော်တမန်တော်ကြီးဟိုဘက်မှာအဲထိုင်ကုန်နှလုံးနဲ့တစ်လုံးနဲ့ကွာသွားတဲ့ဟာလေးပေါ့နော်အဲ့တော့ကျွန်တော်ပထမပိုင်းမှာဒီစကားဝိုင်းအစမှာပြောခဲ့သလိုပေါ့ကျွန်တော်တို့တွေကဒါမေဆု မွေးနေ့ကို green နစ်စံချိန်တင်ဖို့အတွက်ကျွန်တော်တို့ဝိုင်းပြီးတော့မှဒီဗီဒီယိုကလစ်ပေါင်း8000နဲ့ဒါဝိုင်းပြီးတော့ပြည်သူလူထုကိုစုတောင်းပေးဖို့ဆိုပြီးတော့မှအဲ့ဒီ campaign လေးလုပ်တယ်ပေါ့လုပ်ပြီးတော့မှကျွန်တော်တို့ green နစ်စံချိန်တင်ဖို့လုပ်နေတဲ့အချိန်မှာအချိန်ကြီးကွက်တီပေါ့နော်ဒီဗီဒီယိုဖိုင်ကြီးကထွက်လာတာပေါ့နော်ထွက်လာတယ်ဆိုဒီဟာကလည်း2022ခုနှစ်ကဟာဖြစ်တဲ့အတွက်တခုခုပေါ့နော်ဒါသူတို့ဖျက်သီးတရားရောက်ကမြန်ဒီဗီဒီယိုဖိုင်ကိုကျွန်တော်တို့ပြည်သူလူထုကို သိစေခြင်းလို့ပေါ့နော်အမေစုရဲ့အထဲထဲကိုရောက်သွားပြီး2020နှစ်ဆိုလဲဒါသူအထဲထဲမှာတစ်နှစ်လောက်တစ်နှစ်ကျော်လောက်နေပြီးသွားတဲ့အချိန်မှာမြင်ရတဲ့မြင်ကွင်းပေါ့နော်ဒါကြမ်းကြမ်းမာမာရှိတယ်ဆိုတော့မြင်ကွင်းပြီးရင်ဒီထောင်ထဲမှာနေထိုင်စားသောက်မှုပုံစံမြင်ကွင်းကိုထုတ်ပြလာတယ်ဆိုတာအကွက်ကြကြထုတ်ပြလာတာလားဒါမှမဟုတ်ရှင်ကျွန်တော်တို့ဘက်ကအခုလုံနေတဲ့မွေးနေ့နဲ့ပတ်သက်ပြီးတော့မှတတိတိယအမှတ်တရချစ်ခင်လေးစားစွာနဲ့လုံနေတဲ့အလုပ်တစ်ခုကိုမြန်အဲစနိုးစနောက်ဖြစ်စေအောင် တခြားအာယုံထွေပြားသွားအောင်ဆိုတဲ့ဟာမျိုးပေါ့နော်သတင်းပေါ်သတင်းဖုံးနဲ့အကျင့်ကလည်းဒါစစ်ကောင်စီအနေနဲ့လှုပ်စမြဲဖြစ်တယ်ပေါ့နော်ဒါတွေကလည်းကျွန်တော်တို့ရှေ့ပိုင်းတောက်လျှောက်ကြုံလာခဲ့ရတာပေါ့နော်စစ်ကောင်စီကတခုခုဆိုတာနဲ့ဥပမာမြန်မာနိုင်ငံရေးသတင်းတခုခုဟော့ဖြစ်တဲ့သတင်းတခုပေါ့နော်အစိုးရအနေနဲ့သူတို့ဒီစစ်အစိုးရအနေနဲ့တိတ်ခါကြမဲ့အကြောင်းအရာမျိုးကြုံလာလို့ရှိရင်ကျွန်တော်တို့ဘောလုံးပွဲတွေထပြီးတော့မှလွှင့်ပေးတာတော့ပါတော့အရင်တော့ဆိုလို့ရှိရင်ဘောလုံးပွဲတွေကကျွန်တော်တို့ဝယ်ထားတဲ့ channel တွေကပဲသူဘောလုံးဝဲဝယ်ထားတဲ့ channel တွေကပဲတိုက်ရိုက်လွှင့်လို့ရတာပေါ့နော်အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့မြမအတန်နေထလွှင့်ပြီးတာတို့မြောက်ရီကနေထလွှင့်ပြီးတာတို့ဘာတို့တွေအဲ့သူကလုတ်တက်တာပေါ့နော်လုတ်တက်တဲ့ခါကျတော့ဒါသတင်းကိုသတင်းနဲ့ဖုံးညင်လာတာပေါ့နော်အဲ့တော့2022ခုနှစ်ကနေဒီနေ့ဆိုလို့ရှိရင်ဒါ2025ခုနှစ်ကို ရောက်ရှိနေပြီဆိုတော့ဂျားထဲမှာအမေစုကိုဒီဗီဒီယိုဖိုင်လေးရတော့ဒါနောက်ဆုံးကျွန်တော်တို့မြင်ရတာပေါ့เนาะပြည်သူလူထုတွေနဲ့မြင်ရတယ်ကျမ်းကျမ်းမှာမှရှိရတယ်အားရ ဂျင်းက်စီယာတခုလို့တော့မြင်လို့ရတယ်ဒါပေမဲ့နောက်ထပ်၃နှစ်ကာလခြားသွားတဲ့အချိန်မှာလက်ရှိသူ့ရဲ့နေထိုင်မှုပုံစံအထက်ထဲမှာထောင်ထဲထဲမှာနေရတဲ့အချိန်မှာအချိန်ပြောခဲ့တဲ့အချိန်မှာပါလို့ပေါ့နော်အရင်တော့ရက်ဆက်ကြမ်းကြုတ်လာပါတယ်ဆိုတော့လူတို့ကတကယ်ရက်ဆက်ကြမ်းကြုတ်ပါတယ်ဆိုပြီးထင်ခဲ့တဲ့တန်းရွှေလက်ထက်တုံးအောင်မှာပဲကျွန်တော်တို့ထောင်သွင်းချင်းချတာချင်းမပြူပဲနဲ့နော်နေအကျေကျုပ်အဖြစ်ပဲထားပြီးတော့မှအတုနေအိမ်မှာကျွန်တော်တို့တက်ဆိုင်ရာအဆောင်နေပြီးလို့ရှိရင် ဆရာဝန်တို့ပါတော့ဒီလိုမျိုးပေါ့နော်အေးစစ်စစ်အိမ်တိမ်ထဲမှာပဲလုံးလုံးလက်လက်သူကသူလှုပ်ရှားသွားလာခွင့်နေခွင့်ပေးထားတဲ့လူလူကောင်းဆောင်ကိုဒီနေ့ဒီချိန်မှာကျတော့မင်းအွန်လိုင်းလက်ထက်ကျတော့ပို့ပြီးတော့မှရက်ဆက်ကြမ်းကြုတ်ပြီးတော့မှထောင်သွင်းကျင်းချထားတဲ့အချိန်မှာလူအခွင့်ရေးဘာတွေအချိုးပေါက်ခံနေရလဲမစာဖတ်ချိန်စာဖတ်ချိန်တဲ့ချိန်မှာစာဖတ်ရပါမလားပေါ့နော်အဲသူဟိုဒီစေကူတာခွင့်လူကျင်တဲ့အချိန်မှာစေကူတာခွင့်ရပါမလားပေါ့နော်လက်ရှိရောဒီငလျင်ကိစ္စဖြစ်ခဲ့တဲ့အချိန်မှာရောကျွန်တော်တို့အဲ မေဆုအနေနဲ့ရောကျမကြီးအချိန်ကြီးကောင်းမွန်ပါရဲ့မလားဆိုတဲ့ဟာလေဒါလူလူအနေနဲ့စိုးရင်ပွဲရသွားပြီးတော့မှတွေ့ရတယ်ပေါ့နော်အဲ့တော့သတင်းရောသတင်းဖုံးညင်တဲ့ဗီဒီယိုဖိုင်တစ်ခုလို့တော့ကျွန်တော်တို့အနေနဲ့တုံသက်လို့ရသလိုဒါနောက်ဒီ2022ခုနှစ်အခြေအနေလေးကိုဒါလူလူကောင်းတော်ရဲ့အခြေအနေကျမကြီးအခြေအနေကိုထုတ်ပြတာလားလက်ရှိလက်ဒီတိုင်းပဲရှိပါတယ်လို့ဆိုလိုတာလားဆိုတဲ့ဟာလေးပေါ့နော်ဒါတွေအများကြီးကျွန်တော်တို့အနေနဲ့တွေးကြရပြီးဖြစ်သွားတယ်ပေါ့အဲ့တော့စစ်ကောင်စီကလုံးရင်တော့ ကောင်းသောလှုပ်ခြင်းတော့ဖြစ်မလာနိုင်ဘူးဆိုတဲ့ဟာတွေးလို့ရတယ်ပေါ့ဆရာရောဟုတ်ဟုတ်ဒါဟိုလူယုံမာတွေပေါ့နော်နာမင်းအောင်လိုက်နဲ့အကျံပတ်ဒါစစ်ကောင်းဆောင်လူယုံမာတွေကမေစုကိုတကယ်ရောလူလိုထားရဲ့လားပေါ့နော်အကျဟိုဒီအကျဉ်းချခံရတဲ့တဲမှာမေစုကျမ်းမာပါရဲ့လားဆိုပြီးတော့လူတို့ကလည်းဘုံမှုကဟိုအမြဲတမ်းစိုးရိမ်နေရပါဘောနော်အခုဒါကျွန်တော်တို့မက်စလာ28ရက်နေ့ကငလင်ပြင်းပြင်းထန်ထန်လှုပ်တဲ့အခါကျတော့နေပြီးတော့မှလည်းအဆောက်အဦတွေပြိုတာများတဲ့အခါကျတော့ ဒါအမေစုထောင်ထဲမှာတခုခုဒါဖြစ်မလားဆိုပြီးတော့အခုဒီဟိုဒါစိုးရိမ်ကြောင်းကြနေတော့ဘောပြည်သူတွေကတော့ဟုတ်နောက်တစ်ခုကတော့ဒါပုံမူပဲခူးတိုင်းတာယာဝတီပေါ့နော်မင်းလာမျိုးနယ်မှာတိုက်ပွဲတွေဖြစ်တယ်အဲ့ဒီတိုက်ပွဲတွေမှာပဲခုနဒုဗိုလ်မူကြီးအဆင့်ပေါ့ဒုဗိုလ်မူကြီးစော်မျိုးဝင်းရယ်နောက်တစ်ခုကပုံမူတို့အဲ့နောက်ခရိုင်ရဲမူတို့အပါဝင်အယောက်20တည်သွားတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ အဲ့နဲ့ပတ်သက်လို့ဆိုင်ရဲ့ဒီတော်လန်ကြီးရဲ့အရှိန်အဟုန်ကိုပဲကျွန်တော်တို့ကအမြင်နဲ့ထိုင်ပြီးတော့မှကြည့်နေတဲ့လူတွေပေါ့နော်ဒီကြားထဲကျွန်တော်တို့အခုလိုမျိုးတရင်တူးလေးတွေဒါလူလူကောင်းတော့နဲ့ပတ်သက်တဲ့တရင်တူးလေးတွေရှိတာတို့အကျန်တဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့တရင်လူရှိတာတို့ဘာလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကြားဖြတ်ပြီးတော့မှကြားထဲမှာဝင်ပြီးတော့လေ့လာပြစ်တာပေါ့နော်ဟုတ်ဟုတ်ကျွန်တော်တို့ကတော့ဒီစီးရီးတော်လန်ရဲ့အရွေးကိုပဲကျွန်တော်တို့ကတောက်လျှောက်လေ့လာခဲ့တာပေါ့နော် လေးလာခဲ့တဲ့ခါကျတော့ဒီဟာကတော့ကြည့်မယ်ဆိုရင်ကျွန်တော်ဒါမင်းသားပဲဆိုလို့ရှိရင်ဘကိုးတိုင်းအနောက်ပိုင်းလို့အနောက်ချမ်းလို့ပြောလို့ရတယ်ဟုတ်တယ်ဘကိုးတိုင်းအနောက်ချမ်းရဲ့အားနည်းချက်ဒီပါလဲဆိုတော့ကျွန်တော်တို့အဲ့ဒီမှာတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့လုံးဝမရှိသောနေမည်တစ်ခုဖြစ်တယ်ဟုတ်ဟာပြီးလို့ရှိရင်သူကသူ့ရဲ့တီးကြရက်တည်ရတဲ့နေမည်တစ်ခုဖြစ်တယ်ဘကိုးတိုင်းရဲ့အရှိချမ်းမှာကြတော့ကျွန်တော်တို့တောင်ငူတို့ဘာတို့ပဲချမ်းမှာကြတော့ဒီဟိုအီယာကိုရှိတယ်ဒီဘက်ချမ်းမှာကြတော့အနောက်ဘက်ချမ်းမှာကြတော့မရှိဘူး အတခါ ARV မြစ်ကိုကူးလိုက်ခါမှာဟိုဘက်ကြကမှာကျွန်တော်တို့လက်ရှိဖြစ်နေတဲ့ brown ocean ဘင်ဘက်ကိုသွားကမှာ AA အဖွဲရှိမယ်ပေါ့နော်အဲ့တော့ဒီနေရာကအတိအကျရက်တည်ခဲ့ရတဲ့နေရာအဲ့တော့စစ်ကောင်စီကအကောင်းနေအကောင်းခဲ့လားအမကောင်းခဲ့ဘူးလားဆိုတော့ကျွန်တော်တို့ဒီ new dollar ရေးမှာပြန်ပြီးတော့တုံးသက်ကြည့်မယ်ဆိုလို့ရှိရင်ဒီ9နှစ်တာကာလအတွင်းမှာဘကိုတိုင်းနောက်ချမ်းသူ့အတူရပြီးတော့မှရှိသူမဲ့သူစူဆောင်းရင်းစူဆောင်းရင်းရနေပြီးတော့မှ ီနေ့ဒီချိန်မှာဒါအင်အားကြီးထွားလာတဲ့တိုက်ပွဲတွေဟိုဘယ်လိုပြောရမလဲရီမန်ရဲ့မစ်ရှင်ကြီးကြီးမားမားပေါ့နော်မစ်ရှင်ကြီးကြီးမားမားပေါ်ဆောင်လာတဲ့အနေထားမျိုးတွေရောက်လာပြီအဲ့ဘက်သာဆိုတောက်လျှောက်ကျွန်တော်ဒလန်ရှင်းတာတွေရောတိုက်ပွဲဝင်တာတွေရောတောက်လျှောက်ဖြစ်လာပြီကျွန်တော်ပေါင်းတဲ့နက်တလင်းတို့တဲကုန်းတို့ဘာတို့ပဲမှဆိုလဲစစ်ကောင်ကြီးစစ်ကြောင်းတွေကားတွေမိုင်းဆွဲတာဘာညာအထိတောက်လျှောက်လုံလာနိုင်ဘူးပေါ့နော်အခုဆိုတာသူတို့ခရိုင်အုပ်ချုပ်ရေးမှူးလို့ဒါယူဆလို့ရတဲ့ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းပေါ့ဟုတ်ဟုတ် ဘတ်ဂျင်၈ကလို့ပြောတာကိုသူကအဲ့ဒီအဲ့ဒီဟာတော့ပြီးရင်ဒီအုပ်ဖို့ဘက်ကဒီမျိုးနယ်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေပါတယ်ပါတယ်ပေါ့နော်အကောင်ကြီးကြီးတွေအသက်ဆုံးရှုံးသွားတဲ့အထိတိုက်လိုက်နိုင်တယ်ပြီးရင်စစ်ကွင်းဘက်မှာဆိုလို့ရှိရင်လည်းအလမ်းမှာဂိတ်ချထားတဲ့စစ်ခွေးတွေနေရာကိုဂိတ်ကောက်နေတဲ့နေရာကိုလည်းတွားပြီးတော့တိုက်လိုက်တာတွေတွေ့ရတယ်ပေါ့နော်တွေ့ရတဲ့ခါကျတော့ဒီ၅နှစ်တာအတော်တွင်းမှာစစ်ကောင်စီကအဲ့ဒီဘကိုးတိုင်းနောက်ချမ်းကိုဘိုးတိုင်းနောက်ချမ်းဆိုတာဆရာကြီးပြောရမယ်ဆိုရင်အဲ့ဒီကျွန်တော်တို့ဒီမင်းလာပေါ့ဘူးမင်းလာစိတ်ကန့်လာပေါ့ အဲ့စိန်ကန်းလန်နေရာမှာခမာယာတေခလာယာတေပေါ့ခလာတေစိန်ကန်းလန်ကအရင်တော့အတန်းရွှေတရင်မှုလုပ်ခဲ့တဲ့တက်ပေါ့နော်အဲ့ဒီကနေဟိုးဒါကစားပီပေါ့ပီအထိကလမ်းကြောင်းပေါ်တခြားပါကျွန်တော်တို့ရန်ကုန်ပြည်လမ်းတခြားမှာတက်မ66တက်တွေဖြန့်ဝဲထားတဲ့နေရာဖြစ်တယ်ဒါပေမဲ့တက်မ66တက်တွေကကျွန်တော်တို့ဘိုးတိုင်းနောက်ချမ်းရင်တော်လိုင်းအင်အားစုတွေကိုလုံးဝနှိမ်နှင်းနိုင်မှုမရှိတဲ့အတွက်ကျွန်တော်တို့ဒီနေ့ဒီချိန်မှာကျွန်တော်တို့အင်အားကြီးထွားအောင်ရအောင် တိဆောက်လာခဲ့တာဆိုလိုချင်တာကစစ်ကောင်စီဘလောက်ထိတိုက်ခိုက်မှုတွေဘလောက်ထိဟိုအင်အားရောရုံရုံမှုတွေရှိနေလဲဘလောက်ထိအရှုံးပေးခြင်းသိတွေရှိနေပြီလဲဆိုတဲ့ဟာကကျွန်တော်တို့ပြင်ဆင်လိုင်းပြင်ဆင်လိုင်းရတယ်ဒီနေ့ချိန်မှာထပြီးတော့မှအလုံးလုံးနိုင်တဲ့အနေအထားမျိုးထိရောက်လာပြီလို့ပြောလို့ရတယ်ဗောနော်အဲ့တော့ဘိုးတိုင်းနောက်ချမ်းလည်းတကယ်အားကောင်းလာပြီအင်အားကြီးထွားလာပြီစစ်ကောင်စီအနေနဲ့ဘလို့မှထိမ့်လို့တိမ့်လို့မနိုင်တော့တဲ့နေရာတစ်ခုဖြစ်လာပြီလို့ သုံးသက်လို့ရတယ်။နောက်နောက်ပိုင်းမှာကျွန်တော်တို့ AA နဲ့ချိတ်ဆက်ပြီးတော့အလုပ်လုပ်နိုင်တာဒီပြီးရင်ကျွန်တော်တို့ဟိုဘက်မှာဆိုအဆက်ဖက်ဆိုအွန်လိုင်းတို့မကွေးတော့ဘာလို့ရှိတယ်ဟိုဘက်ကမကွေးတိုင်းဘက်ကဆိုရင်ဒါဟို CR အရှိုးတော့ဘာလို့ရှိတယ်အဲ့ဒါလေး ਨੇ ပြီးဒီဘက်ဘကိုးရှိချမ်းမှာဆိုရင် KNU တက်မှ2တို့တက်မှ3လို့ရှိတဲ့အခါကျတော့တောက်လျှောက်ကကျွန်တော်တို့ဒါအင်အားကောင်းလာတော့မယ်အချိန်နေတဲ့တရင်ကောင်းနေကြားတော့မယ်အချိန်နေလို့ပြောလို့ရတယ်ဆိုတော့ဒါဆိုနီးလာပြီပေါ့နော်အုတ်ကန်တိုက်ကြီးဟုတ်တယ်ဟုတ်တယ်ရန်ကုန်ရန်ကုန်တဲကို ဝင်တော့မယ်ပေါ့နော်နောက်တစ်ခုကဒီဒုဗိုလ်မှူးကြီးကခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်လို့သိရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဒုဗိုလ်မှူးကြီးတည်ဆုံမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်1996ခုနှစ်တုန်းကဒါဖြစ်စဉ်လေးတွားပြီးအမှတ်ရတာဘာကြောင့်လဲဆိုတော့ပုံမှန်ကကျွန်တော်1996ခုနှစ်တုန်းကကျွန်တော်မိထလာပြင်ပြင်တက်တင်လေးတဲ့စကန်ဌာနချုပ်မှာဒါ electronic တင်နန်းကျောင်းမှာဟောပေါ့တင်နန်းတက်နေတဲ့အချိန်မှာကျွန်တော်ဆရာရဲ့ဟောပေါ့တမီသူသူကတော့ခုနကအစီတဲ့ဖြစ်ပြီးတော့ ဆုံးသွားတာပေါ့နော်ဆုံးသွားတဲ့အခါကျတော့မိထလာစေးရောင်းနေမှာခုနရင်ခွဲရုံပို့တာပေါ့ရင်ခွဲရုံပို့ပြီးတော့မှဒါခုနတုတ်တန်အောင်ပို့တာပေါ့တုတ်တန်ပို့တဲ့အချိန်မှာဒီလေတဲ့သားတော်တော်များများကလိုက်ကြည့်တာပေါ့နော်ဒီအဲ့တုတ်တန်မှာအတုတက်ချက်ဘရူအတက်ချက်ဘရူဆိုပြီးတော့အဲ့လိုတက်ချက်ကြီးရတော့ဘရူအရာခံမှုဘရူဆိုပြီးတော့အဲ့တုတ်တန်မှာဒါအုတ်ကူတွေမှာနာမည်စေးရင်းနေနဲ့လိုက်ကြည့်တာဘုံကလိုက်ကြည့်ကြည့်နေဟာဟိုလိုက်ကြည့်တဲ့လူကလည်း၄၅၆ရောက်9ရောက်လောက်ရှိမယ်ပေါ့ဟာဒီမှာတော့တက်ချက်ကြီးတယောက်ရှိပြီဟေ့ ီမှာတော့အရာခံဘူးတဖြည်းဖြည်းကြည်ရင်အနေမှာဒီမှာလည်းဘိုးကြီးရှိတယ်ဘိုးမူးရှိတယ်ဒုဗိုလ်မူးကြီးရှိတယ်ပေါ့နော်နောက်ဆုံးကြည်ရင်ကြည်ရင်လည်းခုနအဲ့တေဆုံးတဲ့အုတ်ကူတွေရဲ့စရဲမှာခုနလိုတက်တန်းအနေမှာခုနဘုံမူးချုပ်အဆင့်အထိသွားတွေ့ရတွေ့ရတဲ့အခါကျတော့ဟာဒီမှာတင်ကြိုင်းမှာတော့ဌာနချုပ်အဆင့်ဖွဲ့စည်းလို့ရပြီပေါ့နော်အဲ့ဒါမျိုးအဲ့လိုမျိုးသွားတွေ့ရတာအခုဒီဒုဗိုလ်မူကြီးရတော့ဒီအာနာသိမ့်မှုဖြစ်စဉ်နောက်ပိုင်းမှာတည်တဲ့ကောင်တွေကတကယ်လို့များနောက်တစ်ချိန်မှာဒီ ဟွာပေါ့တုတ်တံမာတိဟွာပေါ့လေအုတ်ကူမှာပဲခုနတို့ဘုံမူကြီးဘသူလို့ရေးထားရင်တော့မှဒါဟိုအုတ်ကူကိုစောင်းနဲ့ပိတ်ကန်ပြီးတော့တရောင်းစားစောကလေးရမှာစောစောလေးရမှာတေးရမှာဆိုပြီးတော့ပြောမလားဟိုအခက်မသိရင်လို့ရှင်ဒါဟိုကရောပါရဲ့ဟိုသေးနေပန်းအောင်ပန်းခံရမယ်အဖြစ်မျိုးတွေပေါ့လေဟုတ်ဟုတ်အဲ့ဒါကိုသွားသတိရတာပေါ့ဟုတ်ဟုတ်နောက်တစ်ခုကတော့ဘုံဘူးဟိုပါပေါ့နောင်ရှိုးနောင်ရှိုးခုနစစ်ကောင်စီရတယ်ဒီမှာအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတယ်လို့ မသိရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လဲဒါနောက်ရှိုးပြန်ပေးရမလားဆိုပြီးတော့တချို့ပြည်သူတွေကမေးထားတာရှိတွေ့ရတာပေါ့ဟုတ်ဟုတ်နောက်ရှိုးပြန်ပေးရမလားဆိုတော့ကျွန်တော်တို့နောက်လျှောက်ပြည်သူလူထုရောကျွန်တော်တို့ရောစိုးရိမ်နေတဲ့အချက်တစ်ချက်လို့ပြောလို့ရတယ်ပေါ့နော်ဘာလို့လဲနောက်ချိုးဒီကျွန်တော်တို့ရှမ်းပြည်နယ်ရဲ့အဆက်ရှမ်းမြောက်ရဲ့အဆက်ဖြစ်တယ်လို့ကျွန်တော်တို့မန္တလေးတိုင်းရဲ့အဆက်လို့လည်းပြောလို့ရတာပေါ့နော်ဒီဘက်ကိုဆင်းလာရင်ကျွန်တော်တို့ပြည်ဦးလေမန္တလေးတိုင်းထဲကိုရောက်ပြီလို့ပြောလို့ရတာပေါ့ အဲ့တော့နောင်ချိုကြောက်ဖြူနဲ့ပတ်သက်ပြီးတော့ပြောရရင်ဒါကြောက်ဖြူကထည့်ပြောမှရတယ်ပေါ့နောင်ချိုကြောက်ဖြူနဲ့ပတ်သက်ပြောရရင်ကြောက်ဖြူကိုလည်းစစ်ကောင်စီကလက်လွတ်ဆုံးရှုံးမှအင်မတန်ကြောက်နေတယ်။ဘာလို့လဲတရုတ်နဲ့သူတို့နဲ့ဒါဖက်ဆက်ဒါစီးပွားရေးလုပ်နေတဲ့စီးပွားရေးဇုံနေရာလည်းဖြစ်တယ်ပြီးတော့ဒါဒန်ဝေးပိုင်လိုင်းတွေပါတယ်ဒန်ဝေးတွေပါတယ်ထုတ်နေတဲ့နေရာလည်းဖြစ်တယ်အဲ့တော့ပြီးနောင်ချိုတခုကကြတော့လေသူတို့နောင်ချိုကိုပြန်ရလိုက်တဲ့ပြန်ရခြင်းတယ်ပေါ့နော်ပြန်ရလိုက်တယ်ဆိုလို့ရှိရင်သူတို့ရဲ့လောက်ရက်က အဲဒါနိုင်ငံတကာမှာလည်းပြန်ပြီးတော့ထုတ်ဖော်ပြသလို့ရမယ်အခြေအနေမျိုးထီတို့ကဟွာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီရက်ပိုင်းမှာနောင်ချုံနဲ့အနီးဆုံးဖြစ်တယ်တောင်ခမ်းပေါ့တောင်ခမ်းဆိုတာကျွန်တော်တို့ဒီဘက်ကချမ်းပြည်ဟွာဘက်ကနေဘာထူးကနေအင်းတော့ကြောက်ခုဘက်ကနေလာလို့ရှိရင်ဒေါထဝတီတရားကိုဖြတ်ပြီးတော့မှလာတဲ့လမ်းလို့ပြောလို့ရတာအဲ့ရနေကျွန်တော်တို့တောင်ခမ်းပေါ့တောင်ခမ်းကနေဆေးကိုဆက်သွားရင်ခုနှစ်မိုင်၈မိုင်ဝင်းကျင်လောက်မှာကျွန်တော်တို့နောင်ချိုရောက်တယ်ပေါ့ တော့တောင်ဟန်းအထီသူကကဆရမူပေါ့နော်ကဆရနှင်းမူနိုင်နိုင်ဦးကိုတိုင်းသွားပြီးတော့မှဒါပြည်သူလူထုကိုသွားပြီးတော့အားပေးစကားပြောတာတို့ဘာတို့တွေဒါတို့ရဲ့ဒီဓာတ်ပုံဖိုင်တွေတက်လာတာတွေ့ရတယ်ပေါ့နော်ဒီလိုမျိုးသွားတယ်ပြီးတော့သူ့ရဲ့ရဲဘော်တွေကိုသွားပြီးတော့မှအားပေးစကားပြောတာတွေရှိလာတယ်ပေါ့နော် ရှိလာတဲ့ခါကျတော့နောင်ချုံနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကပထမမင်းပြောလို့စိုးရင်ပေါ်ရတရက်ရှိလာနိုင်တဲ့အနေအထားမျိုးရှိပါတယ် ဲ့တော့ तू ကလာရှိုးကိုတော့စကားစကားဘယ်လိုလုပ်ပြီးပြင်ယူလဲဆိုတော့တရုတ်အားကိုးနဲ့မရရအောင်လို့နီလန်းအတွယ်တွယ်နဲ့ရအောင်လို့ပြောပြီးတော့မှပြင်ယူခဲ့တာဗောနော်အနောင်ချိုးကတော့ဒီလိုမျိုးစကားအခြေတင်ပြောပြီးတော့မှရမယ်နေရာမျိုးတော့မဟုတ်ပါဘူးကျွန်တော်ရှစ်ကောင်စီကတကယ်အလုပ်လုပ်တကယ်တိုက်ပွဲဝင်မှတကယ်တိုက်နိုင်မှပြင်ရမယ်အနေထားမျိုးဗောနော်ဒါတော့တိုက်နိုင်တော့ပြင်ရမယ်လို့တော့ကျွန်တော်အနေနဲ့တစ်ချက်သုံးသက်လို့ရတယ်အဲ့တော့တိုက်ခေါ်တိုက်နိုင်တဲ့အခြေအနေရှိပါမလားဆိုတော့ ျွန်တော်တို့ကချစ်ကောင်စီရဲ့အခုနွေဦးတော်နိုင်တမိုင်းကိုကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ရှုံးမိသားမျိုးတွေကိုပြန်တိုက်ပြီးယူခဲ့တယ်ဆိုတဲ့ဟာရှိခဲ့ဘူးလားရှိဘူးအဲရှိခဲ့ဘူးလားဗောနော်အဲ့တော့ရှိခဲ့ဘူးတဲ့တမိုင်းရှိလို့ရှင်ကျွန်တော်တို့ကပြန်ပြီးတော့မှထုတ်ကြည့်လို့ရတယ်ဗောအဲ့တော့သူဆုံးရှုံးမိသားမျိုးတွေကိုပြန်ပြီးတော့မှတိုက်ယူလို့မရတဲ့အခြေအနေမျိုးပြီးသူဆုံးရှုံးမိသားတရင်တွေကိုတရင်ဌာနချုပ်တွေကိုတိုက်ယူလို့မရနိုင်တဲ့အနေအထားမျိုးကိုလက်ရှိသူ့ခွင်တွေကကျင်းလာရင်ကျင်းလာရနေပြီးတော့ သူကိုယ့်နေရာကိုမရောက်အောင်တော့အတင်းလိုက်ပြီးတော့မှရှေ့ကိုတိုးမလအောင်လိုက်ထိန်းနေရတဲ့ဟာကထပ်ပြီးတော့မှတိုးပြီးတော့အလုံးလုံးနိုင်တဲ့အင်အားမျိုးအနေထားမျိုးအကြီးချင်းမျိုးတို့မှရှိပါမလားဆိုတဲ့ဟာလေကျွန်တော်ကပြန်စဉ်းစားကြည့်လို့ရှိရင်အဲ့လိုအကြီးချင်းမျိုးမရှိပါဘူးဒီလိုစကားတွေပြောခဲ့လို့လေဒီလိုတွေပြပြနေနေပြောလို့လေဇော်ဘုံဟင်းကိုတို့ဖမ်းသွားပြီးတော့အခုဆိုရင်အတန်ပလန်တော့မကြတော့တဲ့အနေထားမျိုးဒီဒါအမှန်တရားတွေကိုပြောလို့လို့အမှန်တရားဆိုရင်စစ်ကောင်စီရဲ့အားနေချက်တွေတကယ်ပျောက်ကွက်တွေကိုဇော်ဘုံဟင်းကတကယ်ထောက် ထောက်ပြခဲ့တာဗောနော်ထောက်ပြခဲ့တဲ့ကောင်ဘောမလော်ဘီဆိုပေမဲ့ဘောဘောပြန်ညစ်တယ်ကောင်ဒီကောင်မာယုံနေမို့ညစ်ပါညစ်လိုက်တဲ့အနေထားမျိုးတွေလုတ်လိုက်တာဗောနော်အားကြောင့်မို့ပြီးတော့ဆူလိုက်ရတဲ့စင်မူတိုင်းဆွဲလိုက်ရတဲ့ပေါ်တာကွာမင်းတို့မျိုးတစ်မျိုးတော့တောင်ရအောင်ပြန်သိမ့်ပြပါအောင်လားဆိုတဲ့စကားသဘောကြီးပြောခဲ့တာဗောနော်အဲ့တော့အဲ့ဒီအတိုင်းပဲကျွန်တော်တို့ကသုံးသပ်မယ်ဆိုလို့ရှိရင်နောင်ချိုးပြန်ရသွားမှာတော့ပြန်ပြေးလိုက်မှာတော့ကျွန်တော်တို့ပြည်သူလူထုရောစိုးရိမ်ပွဲရ တစ်ခုဖြစ်တယ်ဒါပေမဲ့အနေထားကိုကျွန်တော်တို့စိတ်ကြီးအရာအနေထားကိုကျွန်တော်တို့ပြန်ပြီးတော့မှအခေါက်အခါကပြန်ပြီးတော့မှတုံးတက်တဲ့အချိန်မှာတကယ်ကိုစစ်ကောင်စီကအင်းလိုက်အားလိုက်နဲ့အလုံးအရင်နဲ့မရမကကိုတိုက်ပွဲဝင်မှလာလေနောက်ချိုးပြန်ရနိုင်မဲ့အနေထားမျိုးလို့မြင်ပါတယ်အဲ့တော့ဒီလိုမျိုးမရမကအင်းအားအလုံးရင်းနဲ့တိုက်ပွဲဝင်မှုအခြေအနေရောစစ်ကောင်စီမှာရှိလားဆိုတော့ မရှိပါဘူးအဲ့တော့နောင်ချိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လက်ခဲတဲလဲဖြစ်နေတဲ့အကြောင်းအရာမျိုးပြည်သူလူထုအနေနဲ့မရှိစေချင်ပါဘူးပေါ့နော်အဲ့တော့နောင်ချိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒေါ်လာရေးတက်ဖွဲ့ပြီးကခေါင်းပေါင်းပုံပုံကာကွယ်လိမ့်မယ်လို့ကာကွယ်နိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ရသော်ပြောကြရင်လည်းကျွန်တော်စံကဝိုင်းလေးကိုဒီမှာပဲညီကုန်းချုပ်ပါတယ်